အရခတ်တက်တော်အေအားမြို့နယ်ပေါင်း16မြို့ရှိတဲ့ရခိုင်ပြည်နယ်ထဲမှာ14မြို့ကိုသိမ်းပိုက်ထားပြီးပြည်နယ်ရဲ့မြို့တော်စစ်တွေနဲ့တရုတ်စီမံကိန်းတွေရှိနေတဲ့ကြောက်ဖြူမြို့နယ်မန်အောင်မြို့တွေသာကျန်ရှိတော့တာဖြစ်ပါတယ်။ဒီထက်ကစစ်တွေနဲ့ကြောက်ဖြူမြို့တွေကအေအေတက်ရဲ့ဝိုင်းပတ်ပိတ်ဆို့မှုကိုခံထားရတာဖြစ်ပါတယ်။ကြောက်ဖြူမြို့ကိုသိမ်းပိုက်နိုင်မှုအတွက်အေအေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ကြောက်ဖြူမှာအေအေရဲ့ထိုးစစ်ကိုတံပြန်နိုင်မှုအတွက် အနာသိစစ်တပ်ဘက်က2025ခုနှစ်မတ်လဆမ်းပိုင်းကစတင်ပြီးကြီးရည်လေးပူပေါင်းဆစ်စင်ယူတွေတိမ်ဖက်များစွာလုံနေပေမဲ့တရားမှုမရှိဘဲအထက်ကအကြဆုံးများနေတယ်လို့အေအေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောမရှင်ရဲ့စစ်သည်မော်တွေကပင်လယ်ပြင်ကနေစည်ရည်ပြတ်မှမဟုတ်တဲ့အရသားနေထိုင်ရာရက်ွက်ကြီးရွာတွေအတွင်ကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တိုက်ခိုက်တာပင်လယ်ပြင်အနီးငါးဖမ်းထွက်ကြတဲ့ရေလုံသားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေ ီရပိုင်းအတွက်မှာဆက်တိုက်လုပ်လာတယ်လို့ဆိုပါရယ်။ရေချောင်းကနေလက်နက်ကြီးနဲ့ပြက်ခတ်တိုက်ခိုက်မှုတွေကိုကြောက်ဖြူမျိုးနဲ့အေအေးသိမ်းပိုက်ထားတဲ့ကွားမျိုးနဲ့တန်တွဲမျိုးတွေမှာလုံနေတာဖြစ်ကောင်းဒီတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူထိခိုက်ဒေဆုံးမှုတွေရှိနေတယ်လို့အရက်သား20ထပ်မံနဲ့ဖမ်းဆီးခံထားတယ်လို့သိရပါရယ်။ဒါအပြင်စစ်ကော်မရှင်တပ်ကအော်တိုဘာ10ရက်နေ့မနက်ပိုင်းကတန်တွဲမြို့အနီးဝန်းကျင်ကိုဂျက်လီရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့အေအေကထုတ်ပြန်ပါတယ် ဒီလိုလေချောင်းနဲ့ရေချောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေအနေနဲ့ပင်လယ်ကမ်းနီးနဲ့မျိုးရွာတွေအတွက်မှာစည်ရေးတရေရှိကြဖို့နဲ့အထူးတရီထားကြဖို့အေအေကအတိပေးထားပါတယ်။